လူဘဝကြီးဟာရခဲ့တယ်မနုတ္တတဘောတုံလဘောဘုရားဟောကြားထားတဲ့တရားတော်ကိုကြားနေရတဲ့မြန်မာလူမျိုးတိုင်းလူမျိုးတိုင်းဟာလူဘဝရခဲ့တယ်ဆိုတာကိုကြားဖို့နေကြဒီစကားနဲ့ပတ်သက်ပြီးတော့တချို့ကလည်းပဲတန်တရားဝင်ကြတယ်။ဘာဖြစ်လို့လဲဆိုဒီကနေ့ကမ္ဘာလူဥယျာဉ်ကတိုးနေတာများနေတာတိုးနေတာများတော့လူဘဝရခဲ့တယ်ဆိုတာဟုတ်မဟုတ်ပါမလားလို့အတွေးချော်မိတတ်တယ်နော်။ ကဘာလူကြီးရဲ့ဒီနေ့သံပေါင်း9ရင်ကျော်သွားပြီတွက်တဲ့လူတွေလည်းတွက်တယ်ကဘာကြီးမှာကျွေးနိုင်တဲ့လူဦးရေဘလောက်ပဲရှိတယ်သံပေါင်း9ရောင်ကျော်သွားလို့သံပေါင်း1000တော့ရောက်သွားရင်လူတွေဟာငတ်ကုန်လိမ့်မယ်လို့ဒီလိုတွက်တဲ့လူတွေလည်းတွက်တယ်တွက်ပြီးတဲ့အခါကျတွက်ယုံနေမှာကဘူးတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုတော့ family planning လို့ခေါ်တယ် သာသမီလျှော့ပြီးတော့ယူကြတယ်တယောက်ပဲယူမယ်နှစ်ယောက်ပဲယူမယ်ဆိုအဲ့ဒီသဘောကဘာကိုပြောနေတာတော့ဆိုရင်ကျန်တဲ့လူတွေလူဘဝလာခွင့်မပြုဘူးလို့ပိတ်ထားတယ်မတူဘူးလားဆိုလိုက်တာနော်လူဘဝဆိုတာရခဲ့ပါတယ်ဆိုလို့လာခြင်းနဲ့လူတော်ကမလာရအောင်စီမံကိန်းနဲ့ပိတ်ဆို့နေတာမျိုးဖြစ်မနေဘူးလားဖြစ်နေပါလေ လာခြင်းတဲ့လူတွေလာပါစေလူဘွားဆိုတာအလွန်ရခဲ့ပါတယ်ဘုရားမြတ်စွာကဟောတယ်လူဘွားဆိုတာအလွန်ရခဲ့တယ်ဆိုတာမှန်လေဘလောက်ဖယ်လူကြီးတို့တို့တိရိစ္ဆာန်ဥယျာဉ်နဲ့နိုင်စာကြည့်မယ်ဆိုလို့ရှိရင်တိုင်းတာလို့မရတော့မကွာချဘူးလားကွာချပါတယ်ကွာချတယ် ကိုယ့်အိမ်မှာရှိတဲ့ဒရိတ်ဆန်ကလေးတွေနဲ့ဆိုပါစို့ကောင်းသေးသေးလေးတွေကြည့်မယ်ဆိုရင်ပွဲစိတ်တွင်တွင်မှာရှိတဲ့ပွဲစိတ်ဥယျာဉ်နဲ့လူဥယျာဉ်နဲ့နှိုင်းစာကြည့်မယ်ပွဲစိတ်တွင်မှာရှိတဲ့ပွဲစိတ်အကောင်ဥယျာဉ်ဒါတွင်နဲ့ပြောတာနော်မှန်ပါပါခင်ဗျာကဘာမှာရှိတဲ့လူဥယျာဉ်တွေမများပေဘူးလားမှန်ပါပါခင်ဗျာအေးပညာရှိသူတော်ကောင်းတွေကတော့လူလောကမှာတတ္တဝါတွေကဘာလောကကြီးမှာရှိတဲ့တတ္တဝါတွေဟာ ဘယ်မှာ အနီများတယ်လဲလို့ဆိုရင်အပယ်လေးပုံမှာအနီများကြတယ်လူဘဝလာတဲ့ဆိုတာခဏလေးခဏလေးအလဲရောက်တယ်လို့ပဲเนาะခဏလေးလာတာဒါကြောင့်မို့လို့သတ္တရော အပါယတကဂေဟသရိတာတဲ့ရှိကစကလုံးလေးတစ်ခုထည့်တယ်ပမတ္တသနာမသတ္တရောအပါယတကဂေဟသရိတာ ကုသိုလ်ကောင်းမှုမှာမေးမေးလျော့လျော့နေတဲ့ပုဂ္ဂိုလ်အဖို့အပယ်လေးကောင်ဟာကိုယ်အိမ်နဲ့အလားတရန်တူတယ်ကိုယ်အိမ်ဆိုတာပဲဘယ်နေရာပဲသွားလဲလဲပြန်ရင်ကိုယ်အိမ်ပြန်နေကြတာပဲမဟုတ်လားမှန်ပါပါဘုရားအေးမြတ်စွာဘုရားကထိုးထိုးတုတ်တန်နေမှာဟောထားတဲ့ထဲမှာလည်းပဲရှိတယ်လူဘဝကတည်သွားပြီးတော့လူပြန်ဖြစ်တဲ့လူ အမတန်လဲပါတယ်တဲ့ လူဘဝကသေပြီးတော့အထက်နတ်ပြည်တွေရောက်သွားတဲ့ပုံကိုလည်းအမတန်လဲပါတယ်တဲ့။များတာကတော့လူဘဝကသေပြီးတော့အပယ်လေးပုံသွားတာတွေကများတယ်တဲ့။ကဲအပယ်လေးပုံဆိုတာတန်ပေါင်းတစ်ထောင်ကျော်ရှိတဲ့လူတွေတတ်တတ်လို့စားတဲ့လူတွေအသာထားတနေ့တန်ပေါင်းမြောင်များစွာ သတ္တဝါတွေတတ်ပြီးတော့လူတွေအတွက်သေးနေကြတယ်ဟုတ်ကဲ့လား။ အဲ့တော့တရိษံဥယျာဉ်တွေနဲ့ကြည့်မယ်ဆိုရင်တရိษံအမျိုးအစားကလည်းမရေမတွက်နိုင်အောင်များတယ်။ပင်လယ်တွေကရေတတဝါပဲကြည့်လိုက်အောင်အများကြီးတရိษံတွေဆိုလူတွေကမွေးလို့ရှိရင်တလောကဂျာနယ်တခုတည်းပါတယ်။ခွန်ပြူးမွေးတာရှိခွန်ဘွားဒါအများဆုံးပဲဖြစ်မယ်။နော်လူတွေမြင်ကြတဲ့ခွေးတွေတို့ ဆိုလို့ရှိရင်မကဘူးထီးတဲ့ပိုးတယ်ငားတွေဆိုကြည့်လိုက်ပဲဆိုရင်ငားတစ်ကောင်ထဲမှာရှိတဲ့ငားဥပေါင်းအများများစွာအဲ့တော့ဓာရီနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်ပဲဆိုရင်မနှုတ်တတ်တဘောဒုံလဘောဆိုတာမဟုတ်ပေဘူးလားမှန်ပါဟုတ်ပါတယ်နော်တထောင်မှတယောက်လူဖြစ်ဖို့ခဲရင်ပါတယ်တထောင်မှတယောက်လူဖြစ်ဖို့ခဲရင်တယ် ဒါလောက်ခဲရင်တဲ့လူပုံလူဘဝကြီးကိုကုသိုလ်ကောင်းမှုပြုပြီးတော့လာခြင်းလို့တော့မလာရဘူးဆိုလို့ရှိရင်တော့မကောင်းပါဘူးเนาะမကောင်းပါဘူးအေးမလာရဘူးဆိုပြီးတော့တားနေကြရတယ်အဲ့ဒါလို့အတားခံရတဲ့ပုံကိုယ်တွေကလည်းအတိတ်ဘဝကပါဏတိပတ္တကံကြီးထွားတဲ့ပုံကိုယ်တွေပါဏတိပတ္တကံလုတ်တဲ့ပုံကိုယ်တွေလို့ဒီလိုယူဆနိုင်တယ်ဟုတ်ကဲ့မှန်ပါပါ လူဘဝလာခြင်းတို့ခေါင်းပြူလာတာတောင်မလာနဲ့ဆိုပြီးတော့အတားခံလဲတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တရားဝင်ဥပဒေနဲ့ပဲ abortion လုပ်တယ်လို့ခေါ်တာဥပဒေနဲ့ခွင့်ပြုထား abortion လုပ်တယ်ဆိုအေးလူလောကလူဦးရေတွေများတယ်ဆိုပြီးတော့လူတွေကိုတားဆီးနေကြတဲ့လောက်ရက်တစ်ခုကတော့မှားရနေပေါ့ ကဲဘုန်းကြီးတို့တွေကတော့ကံကောင်းလို့လူဘဝရောက်လာကြပြီလူဘဝရောက်ဖို့ဆိုတာအလွန်မတရားမှခင်းတယ်ဆရာဝန်တယောက်ကပြောဘူးတယ်ဒီဟိုကျောင်းကဒေါက်တာဝေါ်ပေါ်လာရာဟုလာဆိုတဲ့ဆရာတော်ကြီးရေးတဲ့ Hot the Buddha Talk ဆိုတဲ့စာအုပ်ရှိတယ်ဗုဒ္ဓမြတ်ဗုဒ္ဓရဲ့ဒေသနာလို့မြန်မာလိုလည်းပြန်ထားတာရှိတယ် အဲ့ဒီ hot boat at top ထဲမှာလူသားတွေအကြောင်းမှရေးထားတာလူဘွားဟာအမတန်ရခဲ့တဲ့ဆိုရန်ရေးထားတယ်ပမာမာတွေပြောကြတယ်ဂျမပြေကအတစင်လူပြေကအတစင်လူပြေကအတစင်ထောင်ထားဂျမပြေကအတစင်ချလိုက်အဲ့ဒီအပေါ်ကချလိုက်တဲ့အဖျားနဲ့ လူပြေကထောင်ထားတဲ့အဖျားနှစ်ခုထီကောင်းထီလိမ့်မယ်လူပြေရောက်ဖို့ရအမတန်ခဲနေလို့ခဲနေတာတခုပြောပြခဲနေဆိုတာဖြစ်ကုန်မဖြစ်နိုင်ဘူးလို့ဆိုနော်ယသောဘုရားပေးတဲ့ဥပမာတော့လူဘဝဘလောက်ရခဲ့တယ်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပင်လေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဦးလှည့်ဖို့ဆိုတာအလွန်ခက်တယ်တဲ့ ဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည်လက်ကန်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျက်စားတာအနှစ်တရာကြာမှပင်လယ်ရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ် အနှစ်တရားလုံးလုံးပင်လေရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့ပင်လေရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လေကျက်စားပြီးတော့နေတဲ့လိတ်ကြီးအဲ့ဒီလိတ်ကြီးကမျက်စိနှကွင်းအလင်းမရလို့ကန်းနေတဲ့လိတ်မို့လိတ်ကန်းတဲ့ဟုတ်ကဲ့အဲ့ဒီပင်လေပြင်ထဲမှာသံဘူရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါတယ် အဲ့ဒီပင်လဲဆိုတာကအမြဲတမ်းလှုပ်ရှားတာငြိမ်းနေတာမဟုတ်ဘူးဗရရားလူတွေတော့ပင်လဲမြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဘူးမှာနော်မြင်ဘူးပါဗျာဟိုးရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လဲမြင်ဘူးတဲ့ပင်လဲဆိုတာငြိမ်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာ အဲ့ဒီထံဘူတုံကြီးကပင်လယ်ထဲမှာမျောပြီးတော့မျောချင်ရမျောနေတဲ့ထံဘူတုံကြီးကအပေါက်တစ်ပေါက်ထဲပါလက်ကန်းကြီးကလည်းသွားချင်ရသွားအနစ်တရာကြတဲ့အခါပင်လယ်ရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်လေ အဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခုနကမျောခြင်းအမျောပြီးတော့လိုင်းပုတ်ရမျောနေတဲ့ထပုံးတွင်းကြီးရဲ့အပေါက်နဲ့သွားဆွမိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဖြစ်နိုင်ဘူးအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပင်လေးပုံရောက်သွားတဲ့တတ္တဝါတရားလူပြေပြန်ရောက်ဖို့ဆိုတာခဲနေတယ်ဘာကြောင့်လို့ဆိုစဉ်းစားကြည့်ပေါ့ ကိုမျက်စိအောက်မှာရှိတဲ့တရိษံလေးတွေပဲကြည့်လူတွေနဲ့အနိစ္စဆုံးဖြစ်တဲ့ကြောင်ကလေးတွေခွေးကလေးတွေကြည့်ပေါ့နေ့စဉ်နဲ့မြသူတို့ဘာတွေတွေးနေကြလဲဘာတွေလုံနေကြလဲကြည့်နော်အစာဝရင်အိပ်မယ်အစာမဝရင်အစာရှာမယ်အစာရှာရင်တယောက်နဲ့တယောက်အနိုင်ကျင်းမယ်ကြိုက်မယ်ရန်ဖြစ်မယ်ဟုတ်ကဲ့လားအစာဝရင်အိပ်မယ် ဒါပဲမဟုတ်လားပြိစိတ်တဲ့အချိန်ရှိရလားရှိပါဘူးဘုရားရှိခိုးတဲ့အချိန်ရှိရလားမရှိပါဘူးမရှိဘူးကိုယ်ရှိတဲ့အစာလေးတောင်တကောင်နဲ့တကောင်မျှစားကြနေမဟုတ်ကိုယ်ပြတ်တဲ့ရောင်းလာတယ်မလားနဲ့ကြောင်ဝင်လေးတွေဆိုအစာလေးတခုကြွက်ကလေးတကောင်ပစတဲ့ရောင်းလာပြီဆိုရင်မန်ဖီးနေတာဘယ်သူမှမလာနဲ့လိုင်းတိုက်ခိုက်မှာပဲသူကဟုတ်ကဲ့ ဲ့တော့သူတို့ရဲ့စိတ်နေသဘောထားလေးတွေကြီးလိုက်မယ်ဆိုလို့ရှိရင်အစာပေါ်မှာမမောနေတာကလောဘရထားတဲ့အစာကိုသူများနဲ့ရှယ်ယာမလုပ်နိုင်ပဲနဲ့မန်ဖီတာကမစ္စရိယမန်ဖီပြီးတော့ဒေါသနဲ့ဟိနေတာကဒေါသဟုတ်ကဲ့လားမန်ဖီပြီးတော့ယံလုပ်နေတာကဒေါသကြံတဲ့အချိန်တွေမှာမောဟတဲ့ကဲစဉ်းစားကြည့် မောဟရဲ့လောဘရဲ့ဒေါသရဲ့ဓာရီပဲလွှမ်းနေတာပဲသူတို့စိတ်မှာကုသိုလ်ပြုလို့တဲ့စိတ်ဆိုတာမျိုးမှာသူတို့မှာအလွန်ရှားတယ်နော်ဓာတရိစ္ဆာန်ပုံကိုမြင်ရတဲ့အတွက်ဆာဓာလူနဲ့အနိစ္စဆုံးခွေးလေးတွေကြောင်လေးတွေဆိုတာအနိစ္စဆုံးပြောလူနဲ့အလွန်ဝေးတဲ့အကောင်တွေဆိုလို့ရှိရင်တရိစ္ဆာန်ဆိုတာတွေကအညမညခါရိကဒုက္ခခါရိက ဗောဓုဒ္ဓအနေနဲ့ Discovery Channel မှာရှိတဲ့ Safari ဆိုတဲ့အာဖရိကတော်ရိုင်းကတရိစ္ဆာန်တွေအကြောင်းရိုက်ထားတာကြည့်ကြည့်အလွန်တန်ဝေကရဆရာကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရိစ္ဆာန်ဘဝကိုသကလုံးလေးနှလုံးနဲ့ဟောတာအညာမညာခါရိကာတဲ့တကောင်းတကောင်းတတ်စားတဲ့ဘဝဒုဗလခါရိကာအားနေတဲ့အကောင်ကိုအားကြီးတဲ့အကောင်ကတတ်စားနေတဲ့ဘဝဆိုတာတကယ်ဟုတ်တာလား တကယ်ဟုတ်တယ်အဲ့ဒီလိုတ attva တွေဟာတကောင်းတကောင်းသတ်စားတယ်အားရှိတဲ့ကောင်ကအားနေတဲ့ကောင်ကိုအနိုင်ကျင့်ပြီးတော့သတ်စားတယ်ကြည်တရိစ္ဆာန်လေးတွေဆိုလို့ရှိရင်တမင်လေးတွေကျွဲလေးတွေကြားပါစက်ရှင်စိတ်ပါစက်မှသူတို့အသက်ပြောက်သွားတယ်ဘုန်းကြီးတို့ဒီကနေ့ညနေတယ်မဲ့စကိုင်းကနေမရေရလာတဲ့အခါမှာလမ်းမှာ စိတ်နှကောင်ကိုကျိုးနဲ့တုပ်ပြီးတော့မော်တော်ဆိုင်ကပေါ်တင်သွားတော့မြင်တယ်။ကြက်တီဆိုတာတော့မပြောနဲ့တော့ခဏခဏတွေ့တယ်တလန်းလုံးအဲ့ဒါကြက်ကိုနောက်ကနေစောက်ထိုးကျိုးနဲ့ချီပြီးစောက်ထိုးဆွဲပြီးတော့မော်တော်ဆိုင်ကနဲ့စီးတော်တာတွေတွေ့လိုက်တယ်။ကဲသူတို့ဘဝစဉ်းစားကြည့်စမ်း။အဲ့တော့ဒါတရိษံဘဝရဲ့ဒုက္ခလေးတစ်ခုတည်းမဲ့အမတန်ကြီးမားတယ်တဲ့တော်တော်ကြီးမားတဲ့ဘဝ အဲ့ဒီဘဝမှာရောက်နေတဲ့တိရိစ္ဆာန်တွေကအဲ့ဒါလိုညှဉ်းပန်းခံနေရတဲ့အချိန်မှာဘလောက်စိတ်ဆင်းရဲပြီးတော့ဘလောက်တောကတွေဒေါသတွေဖြစ်နေကြမလဲဆိုတာစဉ်းစားကြည့်။တည်တော့ဒီစိတ်နဲ့တည်ရမှာဆိုပြန်လာလို့ရပါ့မလား။ပြန်ပါဘူးခင်ဗျာ။အေးရေပုံရစကားပြောမယ်ဆိုရင်လောဘနဲ့တည်ရင်ပြိတ္တာဖြစ်တယ်။ဒါလူတွေကိုပြောတာနော်။မှန်ပါဗျာ။ လောဘလွှမ်းနေတဲ့အချိန်သိလို့ရှိရင်ပြိတ္တာဖြစ်တယ်တဲ့ဒေါသလွှမ်းမိုးနေတဲ့အချိန်သိလို့ရှိရင်ငရဲကြတယ်တဲ့မောဟတွေလွှမ်းမိုးနေတဲ့အချိန်သိလိုက်လို့ရှိရင်ဒိဋ္ဌံဖြစ်တယ်တဲ့ဒါရေကုန်ရစကားကိုပြောတာပါနော်ဒီလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေလွှမ်းနေတဲ့အချိန်လေးမှာသိလိုက်လို့ရှိရင်ကောင်းအတုဂတိတော့ဘယ်နည်းနဲ့မှမရောက်နိုင်ဘူးစိတ်ကမဲညစ်နေတဲ့အချိန်ပေါ့နော်အေး လူဘဝပဲပြန်ကြည့်လိုက်အောင်ဒီလိုတိရစ္ဆာန်ဘဝတွေနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် လူဘဝကဆင်းရဲဒုက္ခတွေအများကြီးတက်တာသေးတယ်ပေါ့အဲ့တော့သူတို့ဘဝနဲ့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင် လူဘဝသည်မနုဿတ္တဘဝတုံးလို့ပေါ့အလွန်ရာခဲတဲ့ဘဝတစ်ခုဆိုတာကိုယ်ဘဝလေးကိုတံပိုးထတတ်ဖို့လိုတယ်အကယ်၍ကာမဂုဏ်အာယုန်တွေပေါ်မှာပျော်လို့ပါလို့ လောဘနဲ့ချိန်ကုန်မဲ့ဒေါသနဲ့ချိန်ကုန်မဲ့ဘာမှလှုပ်တဲ့မလှုပ်တဲ့ဆိုတာတွေမသိပဲနဲ့တွေ့เสียအာယုံနဲ့ပြောနေတဲ့မောဟနဲ့အချိန်ကုန်မဲ့ဆိုလို့ရှိရင်ခုနကတရိစ္ဆာန်ဘဝနဲ့ဘာမှတိတ်ပြီးကြွားချမှာမဟုတ်တော့ဘူးเนาะဒါကြောင့်မို့လူဘဝရလာတဲ့အခါမှာလူဖြစ်ကျိုးနှပ်ပါစေတဲ့လူဘဝလူဖြစ်ကျိုးနှပ်ဖို့မတန်မှအရေးကြီးတယ် ကဲလူဘဝရလာတယ်ဆိုတော့ဘယ်ပုံရလာတော့ဘယ်ပုံရလာတာတော့လို့ကြည့်လို့ရှိရင်လူဖြစ်ပုံလူဖြစ်နည်းကိုမြတ်စွာဘုရားကတန်ယုတ်ပါဠိတော်မှာဟောထားတာရှိတယ်အိန္ဒကလို့အမည်ရတဲ့ဘလူကြီးတကောင်ကနေပြီးတော့အတိတ်ဘဝကဝိညာဉ်ကလေးကဝင်စားပြီးလူဖြစ်လာတယ်ဆိုတဲ့အယူအဆ တတဝါဆိုတာဘယ်လိုဖြစ်လာသလဲလူဆိုတာဘယ်လိုဖြစ်လာသလဲဆိုတဲ့အယူဆတရားကိုမြတ်စွာဘုရားကသာဝရခိုင်မြဲတဲ့ဝိညာဉ်ကောင်းဆိုတာမရှိဘူးအတိတ်ဘဝကသုတေစိတ်ကျသွားတာနဲ့တပြိုင်နက်ကံကြောင်းမို့လို့ပရိသေရိစိတ်ပေါ်လာတာပရိသေရိစိတ်ပေါ်လာပြီးတဲ့နောက်မှာယုတ်တိဏ္ဍီ အတူတကွဖြစ်လာတဲ့အခြေခံယုံနဲ့အခြေခံလံကိုအကြောင်းပြုပြီးတော့တဖြည်းဖြည်းတိုးပွားလာတယ်လို့ရသော်ပြားကအဲ့ဒီတုတ်တံမှာပထမံကလလဟောတိကလလဟောတိအဘုဒ္ဒံဆိုအလုံးကြားဦးတယ်ကလလရေကြီးဆိုတာမိခင်ဝါနဲ့ပါနော် ဒါလူသားတွေရဲ့ရေပုံရကိုပြောတာမိခင်ဝမ်းကမွေးဖွားလာတဲ့လူသားတွေရဲ့ဘဝအစဒီဘဝအစ ကလလယေကြည်မှတရေတီးလာအဲ့တော့ကလလယေကြည်ဆိုတာဘာနဲ့တိဆောက်ထားတာတော့လို့ပြောမယ်ဆိုလို့ရှိရင်ဟုတ်လားစပန်လို့အိုဘန်လို့ခေါ်တယ်မိဘနှစ်ပါးရဲ့တုတ်သွေးနဲ့ပေါင်းဆက်သွားတဲ့အခါကျတော့အဲ့ဒါလေးကကလလယေကြည်ဖြစ်လူရဲ့တရေတီးရာ ဆိုတော့မျိုးစေ့လေးတစ်ခုဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းဆက်ထားတဲ့အပေါ်မှာပေါက်လို့ရတယ်။အေးဘဝတန်တရားမှာလည်းကျင်လီနေကြတဲ့တတ္တဝါတွေလူဖြစ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီ span ဆိုတာရဲ့ over ဆိုတာရဲ့နှစ်ခုပေါင်းလိုက်။ခုခေတ်သိပ္ပံကတော့ medical science ကဘယ်လိုပြောတော့ဆိုလို့ရှိရင် span လို့ဆိုတဲ့ဟာတွေကသူတို့ကတော့သက်ရှိတတ္တဝါပုံစံမျိုးပြောတယ်ပေါ့။ ပြေးပြီးတော့ဝင်ရတယ်တဲ့တန်ပေါင်းများစွာအဲ့ဒီထက်ကတကောင်နှစ်ကောင်ပဲအသက်ရှင်တယ်လို့ဒီလိုပြောဒီသူကတော့ပိုးလို့ပြောရပေါ့နော်ဖခင်ရဲ့တုတ်ပိုးလေးတွေကတရီတရမဲ့အချိန်ကိုသူတို့အလူရဲ့အဲ့ဒီထက်မှပြေးဝင်ရတယ်အဲ့တော့ဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒါလုံမဟုတ်ဘူး မိဘရဲ့ span နဲ့ oven နှစ်ခုတွဲသွားတာလေကဒါမြေသဘောလေးဖြစ်လာတယ်အဲ့ဒီပေါ်မှာအတိတ်ဘဝကသုတေစိတ်ကြလာလို့ကံပြစ်ချတဲ့ကံတပ်ပါလို့ခေါ်ရပေါ့လေတရေယူတော့မဲ့တရေယူတော့မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်လဲလို့ဆိုရင် ခုဘွားကသုတိစေကြတဲ့ပုဂ္ဂိုလ်တဘွားဘွားမှာသုတိစေကြ။ဘာဖြစ်လို့လဲဆိုရင်စက္ကန့်အတွင်းမှာတန်ပေါင်းများစွာသောတ ত্ত্ব ဝါဒီသိနေတာ။အဲ့တော့ဗာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ကောင်းငင်ကမိုးပေါက်တွေကျနေတယ်လို့ပဲ။သိနေတဲ့တ ত্ত্ব ဝါဒီရဲ့တ ত্ত্ব ဝါဒီကဖြစ်ဖို့ရအစင်းသိဖြစ်နေကြတာနော်။သိလိုက်တာနဲ့တကြိမ်နဲ့တောက်လျှောက်ဖြစ်မှာ။ဝိညာဉ်စိတ်လေးတွေနေနဲ့ဒါမြန်လာကြီးလားလို့မအောင်မင်းနဲ့ ရန်ကုန်ကနေပြီးတော့တယ်လီဗီရှင်းလွှင့်တာမရရားကနေဖိုင်ချက်ချင်းရတယ်မဟုတ်လားအေးအဲ့ဒီပုံစံပဲဘယ်ဘွားကသေးလာလာဘယ်ဘွားကသေးသေးကံရဲ့ဆွမ်းအားကြောင့်ခုနကပြောတဲ့ကလလဆိုတဲ့အထဲမှာလာပြီးတော့တရေခါကြမှာပဲအကုန်လုံးဒုမုတ်တူရောက်လာမှာပဲเนาะအဲ့ဒီအခြေအနေလေးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအခြေအနေလေးကစတယ် အဲ့ဒီမှာ medical science ဆိုလို့ရှိရင်တန်ပေါင်းများစွာသောတုပ်ပိုးတွေကထဲကတကောင်မဲအောင်နဲ့ဂျာနဲ့ကောင်လေးတည်သွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကခေါင်းကြီးကိုရှာဖို့တယ်လူကွာရခဲ့တဲ့ဆိုတော့သူလက်ခံပါတယ်တဲ့။ဘာဖြစ်လို့လို့ဆိုရင်သူကဒါလေးတွေကိုတတ်တော်လို့ယူဆပြီးတော့သူတို့ဆေးပညာအယူဆရပါဘူး။တတ်တော်တွေတဲ့အဲ့ဒီမှာဒီတုပ်ပိုးလေးတွေရဲ့အများကြီးတဲ့ကတကောင်မဲဒီ လူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်သိသွားတယ်ပေါ့ဒါကြောင့်မလို့ तू ကလူဝါရခဲ့တယ်ဆိုတာ तू ကလက်ခံပါတယ်လို့တခါပြောဘူးတယ်အဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့အထက်မှာတတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့စာထဲမှာမပါဘူးပေါ့နော်သို့သောတတိခနိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ်။ကြည်လေမိုးပေါက်ကလေးတွေအကြလာတာ။ သူကြချင်တဲ့နေရာမှာကြမှာတချို့မိုးပေါက်ကသွပေါ်ကြတယ်တချို့မိုးပေါက်ကတက်ကယ်မောကြမှာတချို့မိုးပေါက်ကသစ်ပင်မောကြမှာတချို့မိုးပေါက်ကမြေကြီးပေါ်ကြမှာဟုတ်လားတန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြသလိုပဲတည်တဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိတယ်တတ္တဝါတွေကံရဲ့စွမ်းအားကြောင့်ကြချင်တဲ့နေရာကြတာအဲ့ဒါလိုကြလာတဲ့အခါမှာကလလဆိုရိကအောင်းအောင်းမြင်းမြင်းဖြစ်လာပြီဆိုလို့ရှိရင် ပထမရက်တပတ်မှာကလလာဆိုတဲ့ရေးချီဒုတိယရက်တပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီမြေဦးသီးကိုထောင်းပြီးအေးဖြောအဲ့ဒီအေးဖြောပြီးတော့ဒီ လိမ်မန်းလေးပေါ်မှာထားပြီးနေဘူးလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးဖက်ကလေးဖြစ်လာတယ်လို့တားထစ်လေးလို့အခဲလေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်လာတတ္တယဘာကြောင့်အဲ့ဒါကိုမြတ်စွာဘုရားကပထမံကလလံဟောတိပထမမှာကလလံကလလဟောတိအဘုဒ္ဓကလလကနေပြီးတော့အမြုပ်အဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့တားထစ်အဖြစ်ပြောင်းလာတယ် အဘုဒ္ဒံစာတေပေတိပေတိနိဗ္ဗတတိခနောဆိုပြီးတော့အတုံခဲလေးဖြစ်လာတယ်ဒါလူဘဝမှာဒီလိုစတာအမတမရာခဲတဲ့လူဘဝတစ်ခုဟာအောင်းအောင်းမြင်းမြင်းဤဘဝကထွက်ဖို့ဆိုတာကိုတော်တော်ခဲနေနော်အဲ့ဒါလို့ကနလို့ဆိုတဲ့အတုံခဲလေးဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒါယတ္တတ၄ဘက်ဖြစ်သွားတယ် အဲ့ဒီခဏကနေပြီးဘာဖြစ်လာတော့ဆိုဖူလေး၅ခုထွက်လာအဲ့ဒါကိုခဏပတ္တခအဖူလေး၅ခုတဖူးကခေါင်းပေါက်မဲ့နေရကျန်တဲ့နှစ်ဖူးကလက်ကျန်တဲ့နှစ်ဖူးကခြေထောက်နှစ်ဖက်ပေါ့အားလုံးဖူးလေး၅ခုအရင်ထွက်လာတယ်အဲ့ဒီနောက်မှလူသားဟာတဖြည်းဖြည်းတိုးတက်လာတယ်ဆိုတော့ ကလနဆိုတဲ့အခိုက်အတန့်မှာဘာတွေရှိတယ်လဲလို့ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါတော့အတိညာဏ်ထက်မြက်တဲ့လူသားတစ်ယောက်ရဲ့တရေစိတ်အကောင်းဆုံးတရေစိတ်လို့ပြောရမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ပထမမဟာဝိပ္ပစိတ်ဒါအဘိဓမ္မာသင်ပူတဲ့လူတော့အဲ့ဒီလိုပြောရင်နားလေပထမမဟာဝိပ္ပစိတ် သောမနတ္တညာနတံပယုပထမမဟာဝိပဿိအတင်္ခာရိကပထမမဟာဝိပဿိဆိုလိုတာကအဲ့ဒီတရေစိတ်လေးဟာတဲ့ပျော်ရှင်မှုဆိုတဲ့ခံစားချက်ကလေးပါတယ်အတိညာဆိုတဲ့ဒီစဉ်းစားညာလေးအခြေခံလေးပါတယ်ချက်မြတ်မှုဆိုတဲ့အနေထားလေးပါတယ်အဲ့ဒီစွမ်းရည်၃မျိုးပါတဲ့စိတ်ကလေးဟာစတင်ပြီးတော့ဖြစ်တယ် အဲ့ဒါကိုပဋိစ္စသမုပ္ပါကြတော့ဘာဟောတော့ဆိုသင်္ခါရပစ္စယဝိညာဏလို့ဟောတယ်မြတ်စွာဘုရားเนาะအတိတ်ဘဝကကုသိုလ်ကံရဲ့စွမ်းအားကြောင့်သင်္ခါရဆိုတာအတိတ်ဘဝကုသိုလ်ကံအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်မိခင်ရဲ့ဝမ်းထဲမှာခန္ဓာကလလလို့ဆိုတဲ့နေရာမှာဘာလာပေါ်လာလဲဆိုရင်ခုနပြောတဲ့တတိ၃မျိုးစွမ်းဤ၃ခုပါတဲ့စိတ်ကလေးပေါ်လာတယ်တဲ့ ဝမ်းသာတဲ့အနေအထားရှိတဲ့ဝမ်းသာတဲ့ခံစားချက်လေးပါမယ်အတိညာဏ်ပါမယ်ထမြက်မှုလေးပါတယ်အဲ့ဒီသုံးခုပါတဲ့ပရိသေစိတ်လေးဝင်လာတယ်အဲ့ဒီပရိသေစိတ်လေးဝင်လာတာနဲ့တပြိုင်နက်ပရိသေစိတ်ကလေးနဲ့တွဲဖက်ပြီးတော့ဆရာဆရာစိတ်ကိုမှီဖြစ်တဲ့စေတသိက်သဘောတရားတွေလည်းပါလာတယ်တဲ့ တခါဒါကနံပိုင်းဆိုင်ရာဖြစ်ပေါ်လာဘူးနံပိုင်းဖြစ်လာပြီးတဲ့နောက်မှာအဲ့ဒီသရေစိတ်ကလေးနဲ့ပြိုင်ပြီးတော့ထုတ်လုပ်လိုက်တဲ့ယုတ်တရားလေးကခဏကကလလရေကြည်လို့ခေါ်တဲ့ဒီအပေါင်းအစုလေးတွေမှာဘာပါလာတော့ဆိုလို့ရှင်ကာယပတာရလို့ခေါ်တဲ့ခန္ဓာကိုယ်အနေထားကြီးထွားလာဖို့ဖြစ်မဲ့ယုတ်မျိုးစိတ်ပါလာတယ်ဟရိယဝတ္ထုလို့ဆိုတဲ့ဒီ အဓိကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားအနေထားမျိုးဖရိယယုတ်ဖြစ်ပေါ်ဖို့ရာအနေထားတစ်ခုဖားလာတယ်။နောက်ပြီးတော့ယောက်ျားမိန်းမကြားမဖြစ်ဖို့ရာအတွက်မျိုးစိတ်လေးတွေပါလာတယ်။အလုံးပေါင်းလိုက်တဲ့အခါကျယုတ်၃မျိုးကလပ်အပြင်ပြောမယ်ဆိုရင်ကလပ်၃စီးအဲ့ဒီကလပ်၃စီးကိုဘယ်သူကထုတ်လုပ်တာတုံးဆိုအတိတ်ကကံကထုတ်လုပ်တာအဲ့ဒီယုတ်၃မျိုးဟာတခုတည်းနေတာမဟုတ်ဘူး ရုပ်တစ်ခုတစ်ခုက10ခု10ခုစီရှိတယ်ဆိုရုပ်ပေါင်း30ရှိတယ်ပေါ့အဲ့ဒီပရိသေရိစိတ်ကလေးနဲ့ရုပ်ပေါင်း30ဟာလူရဲ့ဘဝလေးကိုစတင်ပြီးတော့ဖွဲ့စည်းလိုက်တဲ့အနေအထားတစ်ခုတဲ့။ဘာနဲ့အလားတရံတူတော့ဆိုလို့ရှိရင်မျိုးစေ့လေးတစ်ခုကြည့်ပေါ့။ဟုတ်ကဲ့လား။မျိုးစေ့လေးတစ်ခုကြည့်တရက်စီပဲဖြစ်ဖြစ်ပဲစီပဲဖြစ်ဖြစ်ကြည့်လိုက် ပဲစီထဲမှာခွဲကြည့်ရင်တော့ဘာမှတွေ့မှာမဟုတ်ဘူးအစီပဲတွေ့မှာပဲဟုတ်ကဲ့လားသို့တော့အဲ့ဒီထဲမှာတတိလေးတွေရှိတယ်ဘာတတိရှိတော့ဆိုရင်အမြင့်ထွက်နိုင်တဲ့ဟာရှိတယ်အညောင်းထွက်နိုင်တဲ့ဟာရှိတယ်မယုံလို့ရှိရင်မြေကြီးပေါ်ချဆိုင်ချလိုက်ပေါ့မြေနဲ့ရေနဲ့အကူအညီရတာနဲ့တပြိုင်နက်အမြင့်ကလေးဆင်းလာလိမ့်မယ်အညောင်းလေးတက်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လားအေးအဲ့ဒါလိုပဲကလလရေကြီးထဲမှာခုနသရေစိတ်လေးဟာမျက်စိနဲ့တော့မမြင်ရဘူး အဲ့ဒီပရိသရေဆိုဝိညာဉ်စိတ်ကလေးရောက်လာတာနဲ့တပြိုင်နက်ခုနကသူ့ရဲ့အခြေခံဖြစ်တဲ့ယုတ်30ကတတိအနေနဲ့ဒီမှာပါလာမျိုးစီထဲမှာမျိုးစီထဲမှာတတိလေးတွေရှိလာတယ်လို့လူဘဝမျိုးစီလေးမှာလည်းပဲအဲ့ဒါတွေနဲ့ဖွဲ့စည်းထားတယ်တဲ့ကလလယေကြီးဆိုတာအဲ့ဒါပြောတာမိခင်ဝမ်းနဲ့မှာနော်ပြီးပါရဲ့တုတ်သွေးပေါ်မှာအပီပြုတ်ပြီးတော့ဒီသဘောတရားလေးဒီလာအဲ့ဒီသဘောတရားလေးက ။ဘာဖြစ်တုံဆိုရင်တဖြည်းဖြည်းကြီးထွားလာတတ်တဲ့သဘောရှိတယ်။ဒါကြောင့်မို့ကြီးထွားလာတဲ့သဘောကြောင့်မို့လို့ပထမ9ရက်မှာဆိုလို့ရှိရင် ကလလရေကြီးရေကြီးဆိုတာတကယ်အဆက်အပေါက်ကလေး။ကျန်းကန်ထဲမှာဆိုဘယ်လောက်ထိအောင်ပြောတော့ဆိုရင်အဖျားကလေးတဲ့အဖျားလေးကိုစီတဲ့ကိုနှစ်ပြီးတော့အကျင့်တရားလောက်ခါ အကျင့်တရားလောက်ခါလို့အဲ့ဒီအဖျားလေးမှတီးပြီးတော့ကြံတဲ့စီပေါင်းလောင်းလို့အဲ့လိုတောင်ပြောတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပဂရိမျက်စိနဲ့မမြင်ရဘူးပဂရိမျက်စိနဲ့မမြင်ရဘူးမိုက်ခရိုစကုပ်နဲ့မှမြင်ရမယ်ဒါမျိုးမိုက်ခရိုစကုပ်စ်လို့ပြောတယ်အဲ့ဒီဟာကမိုက်ခရိုစကုပ်ဆိုတဲ့ဒီအားကြီးတဲ့မှန်မြောင်းကြီးနဲ့ကြီးမှအဲ့ဒါလေးကိုမြင်ရမယ်လို့ပြောတယ်အဲ့ဒီကနေလူဘဝစလိုက်တာနော် တဖြည်းဖြည်းကြီးထွားလာလို့အမြုပ်ဖြစ်လာတဲ့အမြုပ်ကနေပြီးတော့သားတဲ့လေးလူဖြစ်လာတဲ့အဲ့ဒီကနေအတုံးခဲလေးဖြစ်လာတဲ့ခက်မငါးပြာပေါက်လာတဲ့ပြီးတဲ့အခါကျတော့လူခန္ဓာကိုပြီးပြီးသားသားလေးပေါ်လာတယ်တဲ့ပရမရှိဘိုင်းကိုတော့ embryology လို့ခေါ်တယ် embryo embryo လို့ခေါ်တယ် embryology မှာပါတဲ့ embryo တရေသာအဲ့ဒီနောက်ကြတဲ့အခါကျတော့ ်ခொနာကပုံတရံလေးပြီးလာတဲ့အခါကျတော့ fetus လို့ခေါ်တယ်။ဒီလိုလူဘဝဟာဒီလိုခဲခဲရင်ရင်နဲ့နောက်ဆုံးကြတော့ကိုလလွယ်ဆယ်လဘွားကိုလဆယ်လတော့မို့ရှင်းလရောက်လာတဲ့အခါကျတော့လူဘဝကိုရောက်လာချာကြတယ်ဟုတ်ကဲ့အဲ့ဒီလိုရောက်လာတဲ့လူဘဝသည် ဖြစ်စဉ်ကိုကြည့်အောင်မယ်မနုဿတ္တဘာဝတော့လောဘမဖြစ်ဘူးလားဖြစ်တယ်လူတယောက်ဖြစ်ဖို့ရလွယ်တာမဟုတ်ဘူးဒီကြားထဲမှာတည်သွားနိုင်သေးတယ်တည်သွားတဲ့ပုံစံတွေအများကြီးရှိကလနာယေကြီးအဆင့်သားမှာရင်တည်သွားတဲ့တ ত্ত্ব ဝါတွေအများကြီးရှိဟောတာတဲ့အဆင့်အမြုပ်အဆင့်ဒီလိုအဆင့်မှာလည်းတည်သွားနိုင်သေးတယ်နော် တတ္တူတဲ့ပုံကိုယ်တွေကြတော့အဲ့ဒီအဆင့်မှာတည်တဲ့တတ္တဝါတွေအများကြီးပဲအများကြီးပဲအဲ့တော့ခွန်ကြီးတို့တွေကလူဖြစ်လာတဲ့ဆိုအဆင့်မောများစွာအခက်ခဲများစွာကြော်လွှားပြီးတော့လူဝါရောက်လာကြပြီ